ဒီနေ့တော့ဆာလနံပါတ်24ဖြစ်ပါတယ်အခန်းကြီး24အငယ်1မှ6ဒါဝရဖျားသည်မြေကြီးနှင့်မြေကြီးဒဇာကို၎င်းလောကရနှင့်လောကသားတို့၎င်းပိုင်တော်မူ၏အကြောင်းမူကားထိုနေရာကို သမုတ်တရားပေါ်မှာတည်၍ရေများပေါ်မှာမြဲမြံစေတော်မူပြီးဒါဝရဖျားဤတောင်းတော်ပေါ်သို့အဘယ်သူတည့်ရမည်နည်း တန်ရှင်းရာဌာနတော်၌အဘယ်သူသည်ယက်နေရမည်နည်းဟုမူကားတန်ရှင်းသောလက်နှင့်ဖြူစင်သောနှလုံးရှိသောသူမှုသာကိုမမီဝဲမစည်းကမမှန်သောချိန်ဆခြင်းကိုမပြုသောသူသည်ဒါဝရဖျား၏လက်တော်မှ ကောင်းကြီးမင်္ဂလာကို၎င်းကဲတင်တော်မူသောဖျားသခင်၏လက်တော်မှ ဖြောက်မခြင်းတရားကို၎င်းခံရလိမ့်မည် ထိုသူသည်ဒါဝရဖျားကို ရှာသောအမျိုးမျက်နာတော်ကိုရှာသောယာကုအမျိုးဖြစ်သည် အငယ်ခုနှစ်မှ30အချင်းတကားတို့တကားမုတ်ကိုကြွလိုက်ကြအချင်းထာဝရတကားတို့ကိုကိုကြွလိုက်ကြဘုံချီသောရှင်မြင်းဝင်တော်မူမည်ဘုံချီသောရှင်မြင်းကအဘဲသူနီအစွမ်းတကူနှင့်ပြည့်စုံတော်မူသောထာဝရဖျားစစ်တိုက်ချင်းကတကူကြီးတော်မူသောထာဝရဖျားပေသည် အချင်းတကားတို့တကားမုတ်ကိုကြွလိုက်ကြအချင်းထာဝရတကားတို့ကိုကိုကြွလိုက်ကြ ဘုံရှိသောရှင်မင်းဝင်တော်မူမည်ဘုံရှိသောရှင်မင်းကအဘဲသူနီကောင်းကင်ဘုကြီးအရှင်သာဝရဘုရားပေတီထိုဘုရားသည်ဘုံရှိသောရှင်မင်းဖြစ်တော်မူသည်โอเคနောက်ဒီမှာပြန်တွေ့မယ်ဘုရား